ယနေ့ဒီချိန်ထိတိုင်ပို့ဆောင်ပေးတဲ့ဖရာသခင်ယေရှုတင်နဲ့ပါဝင်ခွင့်စီစဉ်ခွင့်ပေးတဲ့အတွက်ဖရာကိုယေရှုတင်နဲ့ဒီမှာရှိတဲ့ဆရာဆရာမနဲ့တကွာဆရာကြီးတို့အယောင်စီတိုင်းလည်းပေါ့နော်။အကယ်ယေရှုတင်ပါတယ်ပေါ့နော်သူတို့ပါဝင်ခွင့်ပေးတယ်နားထောင်ပေးတယ်တည်းရဲ့အရာတွေအတူတူစာသုံးခွင့်ရတဲ့အရာတွေပေါ့နော်။ဒီနေ့ကျွန်မစီစဉ်တဲ့အရာကတော့အာတနည်းအားမဟုတ်အစင်းနဲ့ပေါ့နော်။ဘဒုတမင်းနှမျိုး ဆိုတော့ကောင်းစင်ရဲ့အောက်မှာ90ကနေ96အဆုံးထိကျွန်တော်တို့သွားမှာဖြစ်တယ်ပေါ့နော်တတို့တမီးနှူးလို့ပြောတဲ့အဲနှမျိုးပေါ့နော်နှမျိုးပြောတဲ့နေရာမှာကျမတို့အခုကျမတို့ water flight ကျမတို့ပါဝင်တဲ့သူအယောက်စီတိုင်းကတတို့တမီးဖြစ်တယ်နှူးလို့ပြောတဲ့နေရာမှာတေချာတာတတို့တမီးပေါ့နော်ဒါပေမဲ့ကျမတို့ကဘယ်အแทမှာပါလဲဆိုတဲ့အရာကိုပေါ့နော်ကျမတို့ဒီ ိုကိုကိုလည်းလူတိုင်းသိနေပါတယ်နော်ပြီးတော့ဆက်လက်၍လည်းဖျားသခင်ကကျမတို့ကိုဆွဲခေါ်ပေးနေတယ်ဆိုတဲ့အရာကိုကျမတို့ဆင်ခြင်ရမှာဖြစ်တယ်90ကနေကျမအစာမျက်နှာကိုတွားမယ်ဆိုရင်မိမိဤဝိညာဉ်စီမီခွဲ့နဲ့စိတ်နှလုံးစီဘူးတဲ့စီဝဲဖြစ်ဖို့လိုချင်တိမြင်ခံယူတတ်တော်ပညာရှိအလွန်ရှားတယ်တဲ့ကျမတို့ရဲ့ဝိညာဉ်စီမီခွဲ့ပေါ့နော်နဲ့ ကျမတို့စိတ်နှလုံးစီဘူးထဲမှာ စိတ်နှလုံးဆိုတဲ့အရာ ကစီဘူးပေါ့နော်အဲ့အထဲမှာစီဝယ်ဖြည့်ဖို့စီလိုအပ်တယ်ဆိုတဲ့အရာစိတ်နှလုံးဆိုတာကျမတို့တဲတော်ရဲ့ဒုတိယလည်းဖြစ်တယ်လေနော်တန်ရှင်းရဌာနကိုလည်းပြောတာတန်ရှင်းရဌာနမှာဆိုရင် အဲအမစီမီခုံရှိတယ်လေနော်တန်လင်တီးကိုထောင်း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 ညံ့ညက်ချေကျမတို့စိတ်ကိုချိုးဖျက်ရမယ်ကျမတို့စိတ်တက်ကိုဖြည့်ရှင်မှုရန်တက်ပေါ့နော်ဒီရဲ့အရာကဖျားတခင်နဲ့အတူပေါ့နော်ကိုတော့အလိုတော်ရှိတဲ့စီစီတောင်မှဟိုတနေ့မှဦးလေးပြောတယ်လေနော်တခြားစီမရဘူးပေါ့နော်အခုဖျားတခင်ရဲ့ဝိညာဉ်တော်အားဖြင့်ကျမတို့ဆွဲခေါ်ပေးတဲ့အရာတွေပေါ့နော်ထိုရဲ့စီနဲ့ခံယူရရမယ်ဆိုတဲ့အရာတီးတဲ့လူကတဲ့ အရန်လဲရှားတယ်ပဲเนาะမင်္ဂလာလဲရှိတယ်တဲ့မိမိ၌ရှိတော်ဝิญဉ္စယံကလေးနဲ့အခြားလူကိုဝင်ရပေးเสียမှရှိပဲအာဒါကျမတို့လည်းကျမလည်းအမြဲတမ်းဖြစ်ခဲ့တယ်လीเนาะကိုရှိမှရှိလားဆိုမရှိဘူးဒါပေမဲ့အိုးသူများတော့ဆရာကြီးလှုပ်ချင်တာလေးနော်ဒီရဲ့အရာတွေကိုလည်းဖျားသခင်ကပြန်လဲတပန်းပြောတယ်လေအဓိကကပေါ့နော်ကိုယ့်ရဲ့အတ္တထဲမှာကိုတဘာဝ တဘာဝဇာတိလူဖြင့်လှုပ်ဖြောင်းမတ်လှုပ်ရင်ကြေးကောင်းမှုလှုပ်နေခြင်းကိုဘုရားသခင်ကလက်မခံဘူးတဲ့ကျမတို့တိတာလေးတက်တာလေးတွေနဲ့ပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ခုနပြောတဲ့အာယေရှုခရစ်တော်ကိုလက်ခံရရှိပြီးတော့ခရိယန်တွေတဲ့ဘေးရန်မျိုးစုံခုခံသွန်းလာပြည့်နိုင်စွမ်းလည်းမရှိသေးပဲ မရှိသေးဘူးပေါ့အစပိုင်းမှာပေါ့နော်ဖះရဲ့နန်တက်နေရှင်တန်ကြီးတော်တိုးတက်နိုင်စွမ်းလည်းမရှိသေးတဲ့အတွက်ကြောင့်မို့စိတ်နှလုံးစီဘူးထဲမှာစီဖြေးဖို့လိုတယ်တဲ့ကျမတို့ဘယ်လိုဖြေးမလဲဆိုစီဆိုတဲ့အရာကိုဖြေးတဲ့အခါမှာပေါ့နော်ဝယ်ဖြေးမှပညာရှိတယ်တဲ့ဝယ်တယ်ဆိုတာအဖို့အခပေးရတာပေါ့နော် ကျမတို့အဖို့အခပေးခြင်းရှိမှအာ စီစီဝေဘုဆိုအဖိုခအရှိတယ်လေနော် တန်ရှင်တော်ဝိညာဉ်တော်တောင်းလောင်းတယ်ဆိုအလကားမတောင်းလောင်းလေနော်ဘုရားဝိညာဉ်တော်ခေါ်ဖေးပြီးတော့မှဝိညာဉ်တော်နဲ့တွားတဲ့လူတွေရဲ့အတ္တထဲမှာဝိညာဉ်တော်ကစီးစင်းတာလေနော်အဲ့လိုပဲကျမတို့ရဲ့အတ္တထဲမှာလည်းအဲ့ဒါအဖိုခပေးတာပဲလေနော်အခုကျမတို့ဒီနေရာမှာအရောက်စီတိုင်းလဲရောက်ရှိလာကျမတို့အချိန်ကိုအဖိုခပေးနေတာပဲဒီရဲ့အရာကကျမတို့ဝယ်နေတာဖြစ်တယ်ကျမတို့အတက်က ဟိုဘာမှမဟုတ်ဘူးဆိုမဲ့ဖျားသခင်ကကြီးကြီးမားမားအနေနဲ့ပေါ့နော်ကျမတို့ရဲ့တက်တာထဲမှာဘလောက်ထိတော်မှအာတန်ဖိုးထားလဲဆိုတာပေါ့နော်ပြီးတော့တဲ့ဖြေခံယူတတ်တော့နှိတ်ချလို့ဒီတဲ့ကြာနာစီးဘူးချင်တော့စာငတ်စိတ်စာငတ်တော့စိတ်ရှိဖို့လိုတယ်အာစီအပိုရှန်ရှိတဲ့သူတွေထံမှာတွားရအာတွားဖို့လိုတယ်ဆိုတဲ့အရာကကျမအဲဒီညမှာကြီးလိုက်ပြီဆိုတချို့ ကိုကိုနိုင်လည်းဖြစ်ခဲ့တဲ့အရာတွေလည်းရှိတယ်လေနော်။အိုးနှုတ်ကပတ်တော်ပဲသူတပားအပြောမှကိုပြောင်းလဲတာမဖြစ်ချင်ဘူးလေနော်။ ။အော်ကိုဖះနဲ့တွားပြီးကိုယ့်အကိုပဲပြောင်းလဲချင်တာ။အော်ကိုယ့်အကိုပဲတိုးထိပ်ပြီးကိုယ့်အကိုပဲအဲ့လိုမျိုးဖြစ်ချင်တဲ့စိတ်တွေရှိခဲ့တယ်လေနော်။ဒါလူလူရယ်လို့ဖြစ်တဲ့ခါမှာယုံကြည်သူရယ်လို့ဖြစ်တဲ့ခါမှာဒီလိုစိတ်သက်လေးတွေရှိတယ်။ဥမာနည်းနည်းအရာသူကြီးတဲ့လူတွေကိုယ့်ထက်အာနာရှိတဲ့လူပြောပြီးအော်ကိုယ့်ထက်ပါဝါရှိတဲ့လူဥမာတင်းဦးဆရာတွေပြောပြီးပြောင်းလဲတယ်ဆိုရင်တော့ကိုယ့်ကဖြစ်ချင်တယ်။ဒါပေမဲ့ကိုယ့်အောက်ငယ်တဲ့လူတွေနည်းနည်းကနေပြောင်းလဲတယ်ဆိုတော့သူကမဖြစ်ချင်ဘူးကြမ်းလူကလေလူရဲ့ စိတ်သက်လေဒါကြောင့်မို့ဖျားခင်ကချိုးဖက်နေတာလေနော်ဘသူရှိမှစီအပူရှန်ရှိလေပေါ့နော်အဲဒါကရှိတဲ့လူရှိကိုတွားရမှာဖြစ်တယ်ပေါ့နော်ဘကုအမြင်နဲ့ဘလို့ပဲဖြစ်နေဖြစ်စေအာကျန်းစာမလွဲဘာကိုမှငါမနာမထောင်မှုမပြောဘူးတခြားစာအုပ်မဖတ်ဘူးအဲ့လိုလည်းမဟုတ်ဘူး အားလုံးကိုမြတ်တော်အနေနဲ့ကိုယ့်ရဲ့ဘဝတက်တာထဲမှာဘုရားသခင်ကကိုယ့်ရဲ့ဘေးမှာထောက်ပံ့ထားတာပေါ့နော်အခုဂျေဇုတော်ကြောင့် World Fly Meter စုတွေပေါ့နော်အိုးအရောက်စီတိုင်းကိုကိုယ့်ရဲ့တက်တာထဲမှာဘုရားသခင်ဖြည့်ပေးတဲ့စီလေးတွေပေါ့နော်ဗာနေပေါ့နော်ကျမတို့ပြန်လဲတခင်ပြောတဲ့အခါမှာအာယုံအားလုံးကလည်းအတူတကွအဲကျမတို့ယူနေကြတယ်လေနော်ဘုရားသခင်ရံကောင်းမြတ်တဲ့ထိုခွင့်ထူပေးတဲ့ဘုရားသခင်ကိုလည်းကျေးဇူးပြုတင်တယ်ပေါ့ ပြီးတော့နောက်ကြောင်သွားမယ်ဆိုအဖို့ခပေးရခြင်းဆိုဒီမှာလောကမှာမိမိရဲ့ဘွက်ပညာဒစိမ့်လက်မှတ်ရာသူအဲ့ဒီရဲ့အရာတွေတွေးဆောင်ချီးမြှင့်ခြင်းတွေအားလုံးကိုအာအရာအရာတွေကိုပေါ့နော်ညင်းပယ်လွတ်လွတ်အရှုံးခံပြီးတော့မှတဲ့အဖို့ခပေးကဝိညာဉ်အသက်ရေရနိုင်သည့်နေရာကိုဦးစားပေးရွေးတက်သူကပညာရှိတယ်ဒါအရာရာအားလုံးကဖျားနဲ့ပတ်သက်တဲ့လောကမှာ တင်ယူရမယ့်အရာတွေအားလုံးညင်းပယ်ရမယ်လွတ်လွတ်ရမယ်အဆုံးရှုံးခံရမယ်ဆိုတဲ့အရာကိုတော့လုံးလုံးသာပြောတာမဟုတ်ဘူးလေနော်ဒါကျမတို့တင်ယူရတဲ့အရာကိုတင်ယူရတယ်ဆိုရတယ်ဒါပေမဲ့တခါတည်ရင်ကြာရင်ကျမတို့ရဲ့တတတဲ့မှာနေ့တိုင်းမဟုတ်ဘူးနော်ပြဿနာလည်းနေ့တိုင်းမလာဘူးနော်ရာဒီဥဒုလည်းနေတိုင်းဟိုအဆိုးပဲမလာဘူးလေတခါတရံလာတဲ့အရာရှိတာပေါ့ဖရားရဲ့အ내ပတ်သက်လာပြီးကိုယ့်ရဲ့ငွေကြီးနဲ့ဒီနှစ်ခုနဲ့ရှင်ပြီးတစ်ချိန်တည်းတစ်ပြိုင်တည်းဖြစ်လာတဲ့အခါမှာဆိုရင်ကျမတို့က ဖရားနဲ့ပတ်သက်တဲ့အရာကိုကျမတို့ရွေးယူတတ်ဖို့လိုတယ်ပေါ့နော်သူရဲ့အရာလေးပေါ့အာပြီးတော့မိမိရဲ့ဝိညာဉ်ကပေါ့နော်ပညာရှိသောလူများနဲ့တဟာယဖွဲ့ခြင်းဝိညာဉ်ပဲ၌ပူဦးစားပေးလင်တဲ့မိမိအတိုက်ဝန်း၌အမောက်တင်များကမိမိကိုလမ်းလွဲသွားပြီဟုသူတို့ကအထင်လွဲရှုံချပြစ်တင်စန့်ကျင်လာကြတာလည်းရှိတယ်ပေါ့နော်တခါတည်းရင်ကြရင်လေကျမတို့ကလေဟိုအအဓိကကတော့ဟို ိုတွားရမဲ့လမ်းမှာဟာဘသူတွေပါပဲပြောပြောသူများတွေကိုတခုပြောလာပြီဆိုရနဲ့ဟိုဒါမဟုတ်တော့ဘူးဒါငါငါဖះနဲ့တွားနေလို့ငါ့ကိုကဲ့ရဲ့လာပြီလို့လဲတခါတခါဟိုကျမတို့ဝิญဉ်နဲ့စိတ်နဲ့မကွဲတဲ့အခါမှာကျမတို့ထင်တတ်တယ်လေနော်အဲ့ဒီရဲ့အရာကိုလည်းကျမတို့တတိထားဖို့လိုတယ်ပေါ့နော်အတိကကဖះနဲ့တွားတယ်ဆိုဖះစကားဖះအတန်ကိုကြားရတယ်အဣတီလာလူမျိုးတွေကသူတို့ဒီဟိုဒီ ဂတိတော့ခံတဲ့နေမျိုးကိုသွားတဲ့ခါမှာဘုရားသခင်ကတိုက်ပါလို့ဒီနေ့ပြောရင်သူတို့တိုက်တယ်လေပါဇက်ကုံပိတ်ထားပိတ်ပြီးတော့မှမြို့တပတ်ပတ်ပြောရင်သူတို့ပိတ်ပြီးပါဇက်ပိတ်ပိတ်ပိတ်ပြီးပါဇက်မြို့ကိုပတ်တာပေါ့နော်ခုနှစ်ရက်မှခုနှစ်ကြိမ်ပတ်ပါပါဇက်ပိတ်ဘာမှမပြောရဘူးအဲ့ဒါစစ်တိုက်နေတာနော်စစ်တိုက်နေတာလေသူများအယူထင်မယ်ဒါနဲ့အတန်ကိုကြားတဲ့ခါမှာလှုပ်ဆောင်ခြင်းကကောင်းတာကိုပြောတာလေနော် ဟိုကျမတို့ဖះနဲ့တွားပြီဆိုလူတိုင်းကငါ့ကိုပြစ်တင်တော့မယ်အကုန်လုံးနဲ့ကိုကမတဲတော့ဘူးဆိုတာလေမဟုတ်မဟုတ်ပြန်ဘူးယေရှုကလူတိုင်းနဲ့တဲ့တယ်ယေရှုမတဲ့တာမနာလို့တာဖာရိရှဲနဲ့စန့်ကျင်တဲ့လူတွေပဲဖြစ်တယ်လေနော်ဒါကြောင့်မို့ကိုဒီရဲ့အရာကိုလဲပေါ့နော်ဟိုအကိုဖြစ်တတ်တဲ့အရာပေါ့တခါတခါကိုကိုကိုအဲ့လိုမျိုးကြုံတဲ့အရာတွေထဲကနေဖះသခင်ကဟိုကျမတို့ကို အခုလိုလဲအမ်အဲစကားပြောတဲ့အရာတွေပေါ့နော်လူအများနောက်တို့မလိုက်လူအကြိုက်ကိုမလိုက် ဘူးပေါ့နော်ဒါပေမဲ့ဘုရားသခင်နဲ့ပတ်သက်လာတဲ့အခါမှာဘုရားကိုပဲဦးစားပေးပြီးတော့မှဘုရားရဲ့အလိုကိုကျမတို့ဒါဘုရားရှိကနေတေးချတယ်မှန်ပြီဆိုရင်တော့ကျမတို့လူကိုလုံးဝအာမနာရတော့ဘူးရှိဆက်သွားရတဲ့အရာကိုကျမတို့သွားဖို့လိုတယ်ပေါ့နော်အဒီရဲ့ဖះနဲ့မသက်ဆိုင်တဲ့အရာကိုကျမတို့မအားနာတော့ဘူးမငင်းတော့ဘူးအားနာစရာကောင်းတယ်နော်ဒါပေမဲ့လည်းလေကျမတို့ ဖះကိုနာခံတဲ့ခါမှာဖះသခင်ကလေ तू ထောက်ပံ့ပေးတယ်ဗောနော်အဖိုးခပေးတယ်ဆိုတဲ့အရာအဲ့ဒါကိုပြောတာစီဖြည့်တယ်ဆိုတာအဲ့ဒါကိုပြောတာကျမတို့ရဲ့စိတ်စိတ်တက်ကိုဖြည့်ရှင်းပလိုက်တာပဲလေနော်ဝိညာဉ်တော်ရဲ့ဟိုမျိုးဥဆောင်မှုအောက်မှာဗောနော်ငါဆိုတဲ့အတ္တအကျိုးတွေကိုအတ္တနဲ့ကိုယ့်ရဲ့အကျိုးတွေကိုယ့်ရဲ့ဂုံဒီအခွင့်အရေးတွေကိုစွန့်လွတ်အနစ်နာခံလိုက်တာရှင်တွဲမှုတွေဖြစ်လာတိုင်းခါမှာဗောနော်ကျမတို့ဒါ စွန့်လွတ်အနစ်နာခံခြင်းပေါ့နော်ဒါကဖះကနေ့တိုင်းအကျမတို့ရဲ့တက်တာထဲမှာကြီးကြီးမားမားမခံနိုင်တဲ့အရာတွေနဲ့မကြော်ဖြတ်ခိုင်းဘူးနော်အအဲ့ညမှာနောက်ထပ်တစ်ခုကလည်းပေါ့နော်ဝิญဉ်စီဖြည့်ပေးနိုင်တော့ဝิญဉ်လူကိုတဲ့ဖះသခင်ကပြင်ဆင်ထားတယ်တဲ့ကျမတို့မရှိဘူးမတည်ဘူးလို့လည်းမဟုတ်ဘူးပြင်ဆင်ထားတယ်တဲ့ကျမတို့အခု ပြင်ဆင်ထားတဲ့အရာတွေထဲကနေပေါ့နော်ကျမတို့ရယူနှိတ်ချစွာဖြင့်ကျမတို့ရယူခံယူဖို့လိုအပ်တယ်ဆိုတဲ့အရာစာမျက်နှာ50နှစ်ကိုတွားမယ်ဆိုရင်ပေါ့နော်အဲအဲ့ဒီခုစာရေးတဲ့သူကတနေ့သူကလည်းသူများအဆရာသိမ့်မဲ့ဖြစ်မဲ့ထင်တယ်နော်ဒီမှာတော့သူပါတာပြန်ဖို့ရန်အတွက်သူ့ကိုပေါ့နော် သူများလန်ငားတယ်ပေါ့နော်ငားတဲ့ခါမှာသူပါတာပြန်ရင်းနဲ့သူမတိတဲ့အရာတွေကိုတီးလိုက်တာစဉ်းစားကြည့်နော် သူ့ဒါလာမငိုင်းသူတိမှာမဟုတ်လေဘုရားသခင်ကအတွင်းထဲကနေဘလို့လှုပ်ပေးနေတဲ့အကြောင်းဘုရားသခင်ကကိုယ့်ရဲ့အတ္တတိုင်းမှာဥဆောင်နေတဲ့အကြောင်းကိုပေါ့နော်သူရှင်းရှင်းလင်းလင်းနားလည်သွားတဲ့အခါမှာပေါ့နော်အမ်ဒီသူ့ရဲ့လိုအပ်ချက်သူရဲ့လိုအပ်ချက်ကြီးမားတဲ့လိုအပ်ချက်ကိုသူကတိသွားတာပေါ့နော်ဘုရားသခင်ကသူ့ဒီလိုဖြည့်ပေးနေတယ်ဆိုတဲ့အရာ in Christ ဆိုတာခရစ်တော်အထင်၌ပေါ့နော် in the spirit လူရဲ့ဝိညာဉ်အထဲ၌ဆိုတဲ့အရာကို तू ကနည်း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 ကောင်းမွန်စွာကျမတို့အရှိမလဲစာသုံးပြီးပြီလေနော် तू နားလဲသွားတဲ့အခါမှာပေါ့နော် तू ရဲ့တက်တာထဲမှာဒီရဲ့အသက်ဟာဖြင့် तू အသက်ရှင်နေဆိုနှိစင်နေတိုင်းကြုံတွေ့နေရတဲ့အရာလေးနော်ပေါ်လို့မကုံစားလို့မကုံနိုင်တော့ဘူးတဲ့။ကောင်းကင်နိုင်ငံ၌ဆိုတာကောင်းကင်နိုင်ငံ၌ဆိုတဲ့အရာကခရိယံခရိယံအမိခံအားလုံးကိုဆိုတယ်တဲ့။ကောင်းကင်နိုင်ငံကောင်းကင်နိုင်ငံ၌ပေါ့နော်အဲ့ဒီရဲ့အရာတွေက ကျမတို့ယုံကြည်သူအာအမိခံအားလုံးကိုပြောတယ်ဗောနော်ကောင်းကင်နိုင်ငံနဲ့ရှိသူတွေအားလုံးကအစ်စ်အမှန်တွေပဲမဟုတ်ဘူးဗောနော်ဒါကျမတို့ဟိုအရှိစာအုပ်မှာစာပြီးလေနော်ကောင်းကင်နိုင်ငံနဲ့ကောင်းကင်မြားဤနိုင်ငံဆိုတဲ့အရာကရှိတယ်လေနော်ကောင်းကင်မြားဤနိုင်ငံဆိုတာကျမတို့အခုအဲတွားနေတဲ့အရာဗောနော်ဒါပေမဲ့ကောင်းကင်နိုင်ငံလို့ပြောတဲ့အရာတွေကအဲဒီတာမန်ယုံကြည်သူအစ်စ်တွေကိုပဲပြောတာဗော ဘုရားကစစ်ထုတ်ပြီးခွဲထုတ်ပြစ်မယ်ပေါ့နော်ယုံကြည်သူဘုရားကိုတကယ်ချစ်လားဘုရားကိုတကယ်ပေးဆက်လားမပေးဆက်ဘူးလားဆိုတဲ့အရာကိုဒါတတိုးသမီးတွေရဲ့အတ္တတာအแทးထဲမှာကျမတို့အခုဖြစ်နေတာနော်ဖြစ်နေတဲ့အရာတွေကဒီမှာအခုပြောနေတာလေနော်စံစာထဲမှာလည်းပေါ့နော်ဥပနမူနာတွေအများကြီးပေးထားတယ်20ကြော်ပေးထားတယ်လို့ပြောတယ်အများကြီးပါပဲเนาะစဘာခင်းတစ်ခုထဲမှာဆိုရင်ねကောင်းတော့စဘာပင်စိုက်ထားတယ်ဗောနော် အစိုက်ထားခြင်းရှိတယ်တခိုးကမကောင်းတော့တခိုးဆိုတဲ့အရာစံတူစာတန်ကိုပြောတာပေါ့နော်သောစဘာပင်တွေကိုလာပြီးကျဲတယ်စဘာကောင်းတဲ့အရာကိုစိုက်တဲ့အခါမှာမကောင်းတဲ့အရာတွေလည်းပါလာတယ်ဆိုတဲ့အရာပေါ့နော်အဲ့ရဲ့အရာတွေထဲမှာဆိုလို့ရှိရင် ကောင်းတဲ့အရာပဲနောက်ဆုံးကြရင်တော့ယူပါလိမ့်နော် ရေကန်တကန်ထဲမှာပေါ့နော်ไก่กวนကိုဒီလိုချမိပြီဆိုငါလဲပါလာတယ်။အိုးကိုလူမကြိုက်တဲ့တခြားအကောင်တွေလဲပါလာမှာဗောနော်။ ောင်းတာရဲ့မကောင်းတာဆိုမကောင်းတာကိုဖယ်ထုတ်ပြမှာကျမတို့အခုတတိုးသမီးတွေထဲမှာယုံကြည်သူတွေအထဲမှာလဲပေါ့နော်ကျမတို့အဒီအတာမန်အမိခံတွေကထေရှားချင်းခံရမယ်ပေါ့နော်။နောက်ကျမတို့ဒီလိုဆက်ဖက်သွားမယ်ဆိုရင်ပေါ့နော်။ဒါကြံခဲ့တော့တူတမီးပေါ့နော်။ချီဆောင်ချင်းမှမပါတော့ဘူးပေါ့နော်။ဖေရှားခံရတဲ့အရာတွေက ဖခင်တူထဲမှာဖခင်တူတီမိခင်တူတီကနေတရက်တီအတူမွေးဖွားလာတဲ့အေးတော်နဲ့ရာကုတ်ကိုကြည့်ပါတဲ့နော်သူတို့နှစ်ယောက်ကိုလည်းဖခင်ကရာကုတ်ရွေးချယ်တယ်ဒါပေမဲ့ဒီဟိုတလော့ဟိုတပတ်ထဲမှာပေါ့နော်ကျမရာကုတ်အကြောင်းကိုဖတ်ရင်နဲ့ဆင်ခြင်နေတယ်ဟာဒီမှာရေးထားတော့ရာကုတ်ကိုဖခင်ကရွေးချယ်တယ်ပြောတယ်လေနော်တကယ်တကယ်တမ်းတော့လေသူရဲ့အသက်တာကိုဖတ်တဲ့အခါမှာမလွယ်ဘူးနော်သူပြေးရတယ်နော် အဲပြီးတော့ကြွန်ခံရတယ်နော်ဟိုမှာမိမနေရောက်ရဖို့ရန်ရန်အတွက်ကိုလေပြန်လာတော့သူ့ချစ်တဲ့သူ့ရန်ဖူးဖူးမဟုတ်ပြီးချစ်တဲ့အမေကမရှိတော့အဖေနဲ့အကြိုင်းမနေလိုက်ရအောင်အေးတော့ကြည့်မယ်ဆိုလူစားတီ physical နဲ့ကြည့်တာကိုပြောတာလေကျမက view နှစ်ဖက်စလုံးနဲ့ကြည့်တော့ဟာအေးတော့သူချစ်တဲ့မိသားစုနဲ့နေရတယ်အကုန်လုံးနဲ့နေရတယ်အဖေမေရဲ့ဥစ္စာတွေနဲ့သူ့ဥစ္စာတွေနဲ့တိုးပွားများပြားလို့ဘုရားခင်ကောင်းကြီးပေးတဲ့ယာကုတ်ကသူ့ကြောက်ရကြောက်ရတာလေနော် တကယ်တကယ်လောကမှာလေဒါကြောင့်ကျွန်တော်တို့ကအပြင်နဲ့ကြီးလို့မရတာကိုပြောတာတို့တမီးကသူ့ကိုကြီးလိုက်ရင်ပေါ့နော်ဟောပေါ့နော်ဒီတယောက်ကကြီးရတာအိုးစစ်မှန်တဲ့တို့တမီးချီဆောင်ထဲမှာပါသွားမှာပဲကျမတို့အမြင်နဲ့မြင်မယ်နော်ဒါပေမဲ့အတွင်းအတွင်းတကယ်လက်တွေ့မှာကြီးတဲ့ခါမှာဆိုရင်ရှင်တော့မဟုတ်တဲ့အရာတွေလဲပေါ့နော်ဒါကိုကိုကိုဖရဲသခင်ကအချိန်ပေးနေခြင်းဖြစ်တယ်ပေါ့နော်အာဒန်နဲ့အေဝါမှာတာကြီးနဲ့တာငယ်လဲနှစ်ယောက်နော် ကျမတို့ရိတ်သိမ်းတဲ့ချိန်မှာဒသူသမီးချီဆောင်တဲ့ချိန်မှာနှစ်ယောက်ထဲမှာတယောက်ကြံခဲ့တယ်။အေးဒီမှာလဲနော်ကာအီနာနဲ့အာဘေလာကိုးကွယ်တာလဲဖရာအတူတူပဲနော် ပူဇော်ခိုင်းတာအတူတူဖရာတပါးတည်းကိုပဲကိုးကွယ်တယ်ဆိုပေမဲ့တဲ့ရွေးချယ်ခံရတာအာဘေလာလေးနော်အဲတမင်တက်တက်ဖရာတခင်ကကာအီနာကိုမုန်းလို့တော့မဟုတ်ဘူးလေကျမတို့ကအရင်မှဖတ်ပြီးပြီလေးနော်သူရဲ့စိတ်နှလုံးအတွင်းထဲမှာကဖရာတခင်မြင်တယ်လေးနော်ဒီတွေ့ကြောင်မို့ ဒါပေမဲ့လည်းသူ့ဘုရားသခင်ကအခွင့်ရေးလေးတွေအများကြီးပြန်ပေးတယ်လေနော်အာအဘေလာကတော့ဘုရားသခင်လက်ခံတယ်ဆိုမဲ့ထူးဆန်းတယ်နော် သူတည်သွားတယ်လေကျမအခုဒီတလောမှာသူတို့အာဂျင်အာဗာလဲနိုင်ဂျီးရီးယားမှာယုံကြည်သူပေါင်းများများဆိုအသက်ခံရတယ်လေနော်အဲ့ဒါကြာကြာလဲကြာခဲ့ပြီအခုဒီချိန်ထိမှလည်းဖြစ်ပျက်နေသေးတယ်ဒါမဲ့ဂျေဇူးတော်ကြောင့်ထရမ့်ကအခုသူကြော်ညာလိုက်တယ်လေ နင်တို့ဟာနင်တို့ရဲ့ရဲ့မရဲ့ငါလာရဲ့ငါတို့လာရက်ပေးမယ်ပေါ့နော်ဒါဖះရဲ့ကြီးစုတော့ကြောင့်နှုတ်မဥပိ္ပခာသူနေရလာအယိုကြည်လည်းမကြည်ရုံနော်တကယ်တကယ်နှိမ့်ဆက်နေတာအဲ့ဒီရဲ့အရာတွေပေါ့နော်ဒါပေမဲ့ခုနပြောလို့အတက်ခံရတဲ့လူကိုကဒီလိုခံစားရတဲ့အဘိလတက်ခံရတယ်ဆိုမဲ့သူ့ကိုဖျားသခင်လက်ခံတယ်လीနော်အခုအတက်ခံရတဲ့ယုံကြည်သူတွေကလည်းတကယ်တမ်းတော့မှတူရပဲသူတို့ကသူတို့သမီးပဲဖြစ်တော်ကြောင့်သူတို့အသက်ပေးသွားတာလीနော် ဒါဆိုကျွန်မတို့ဆက်ဖတ်မယ်ဆိုရင်ပေါ့နော်အဲဘာကြောင့်ဘလို့ဖြစ်တာကိုဖះနဲ့တဝိညာဉ်တီးတစိတ်တီးတပြေးတီးရှိတဲ့သူကိုပဲပေါ့နော်ဉာဏ်ပညာနဲ့တရားသဖြင့်ပိုင်းခြားလှုပ်ဆောင်တော့ဖះဤစင်ချင်းကိုသဘောကျနားလည်ရဝမ်းမြောက်တီးတီးဖြစ်တယ်တဲ့နော်အဲရွေးကောက်ခံရတဲ့သူတွေက လူရယ်လို့ဖြစ်လာတဲ့အခါမှာကျမတို့လေးနော်ဒါကျမတို့ကိုလည်းပြောတာဖြစ်တယ်မမာတက်တဲ့မလိညာတက်တဲ့ဖရားကိုကျွန်တော်နားမထောင်ဘူးဖရားသခင်ကြည်မြင်တယ်လို့လည်းမကြည်မြင်ပဲနဲ့တစ္ဆာရှင်ဖရားပေါ်မှာတော့မယုံဘူးလေနော်တခုခုဖြစ်ပြီဆိုရင်ခုနပြောလို့အိုးအဖေအဖေကိုဖုန်းခေါ်မယ်အမေကိုဖုန်းခေါ်မယ်ဆရာတွေကိုအဲ့ဒါလေးအရင်ဆုံးပေါ့နော် အဲ့လိုမဟုတ်ပဲနဲ့ကိုကအရင်ဆုံးဖះရှိမှကျမတို့သွားသွားပြီးတော့မှကျန်တဲ့အပိုင်းတော့ဖះတခင်ဦးဆောင်တယ်လို့ပေါ့နော်ကျန်တဲ့အရာတွေကနောက်နောက်ပိုင်းမှာဖြစ်ရတာပေါ့အဲ့လိုမဟုတ်ပဲနဲ့တစ္ဆာမဲ့တဲ့လူတွေကိုပဲယုံကြည်တဲ့အတွက်ကြောင့်မို့တဲ့ကျမတို့အရရာတစ္ဆာမဲ့တဲ့လူတွေကိုပဲကျမတို့ယုံကြည်တဲ့လူကအမောင်ထုအဝိဇ္ဇာအမောင်ထုထဲမှာစင်းရခံနေရမှာဒါနှစ်တထောင်မှာကျမတို့အံတွားခဲကျိမ့်မှာတွားရမယ့်အဖွဲတွေက အရရမှာဖះကိုအရင်မသွားတဲ့တဲ့ဟာပေါ့နော်ပညာမဲ့တဲ့မဲ့တော့ခရစ်တော်ဤတပည့်တချို့ကတဲ့ခုနပြောလို့ဟာတပည့်တော်တချို့တွေကလည်းဟိုစပားပင်နေထဲမှာမကောင်းတဲ့အရာတွေရှိတဲ့အရာကိုနှုတ်လိုက်ပါလားဆိုနှုတ်နှုတ်ရင်မရဘူးလေနော်စပားပင်ကကောင်းတဲ့အပင်တွေအများရှိနေပြီဆိုရင် ကျမတို့မကောင်းတဲ့အပင်ကိုဒီလိုနှုတ်တယ်ဆိုရင် ကောင်းတဲ့အပင်ကရိုင်သွားတယ်လဲ့သွားတယ်တူတူအမြင့်မခိုင်တော့ဖြစ်သွားတယ်နော် ตะเกียดันเจอเลยได้เจ้ามือมันโอเคนะพี่เจ้ามาเลยตะขาตะขาตะเกียพี่เอาช็ดตูดีอะไรเลยมาลายเยอะทีละตุ้งเงี้ยเช่นเนี่ยโหตะโชเอ่อมาเลยมาเนี่ยตูดีเนี่ยว่าตูลามาตูมาลายงามาลาเราเลยเช่ดตัวอะไรเลยบาเช็ดเลยสุดอ่อก้าวเนี่ยสบายเป็นยังเบี้ยเนี่ยมาชีเลยอပင်ကိုနှုတ်တဲ့ခါမှာတခြားလဲပါရတာကိုပြောတာလေးနော်ဒါကျမတို့ယုံကြည်သူလဲတတိထားဖို့လိุတာပาါ့နော်တခါတည်းยင်ကြရင်အဲအဲดဒီတပညอ်တေอ่ะปีนี้เมื่อွ ဲ့ဒါနှုတ်ပစ်ခြင်းတယ်လို့အချိန်မတန်မနဲ့နှုတ်ပစ်ခြင်းတယ်လို့ပြောတာပညာမဲ့တယ်တဲ့အဲ့ဒါတခြားကိုပြောတာမဟုတ်နော်တပည့်တော်တွေကိုပြောတာတပည့်တော်တွေကမကြိုက်ဘူးလေနော်မကောင်းမှုဆိုထုတ်ကောင်းနေဆိုထားအေးမဟုတ်ဘူးအဲ့ဒါအချိန်မတန်နေဘူးတဲ့ယေရှုကသူတို့ကိုမခွဲထုတ်ပါနဲ့တဲ့ကြီးထွားပါစေကြီးလာလေလေနောက်ခုစလုံးကခိုင်မာပြီးတော့မှအတီးပွင့်လေးတွေကိုကျမတို့ချက်ချာနာနာမြင်လာရမယ်ပေါ့နော်ကျမတို့ရဲ့ဘဝတက်တာမှာ အချိန်ကဘုရားသခင်ကျမတို့ကို ပေးထားပဲအခုဒီကနေနောက်အခုစားသုံးတဲ့အရာတွေကတော့ကျမတို့အတွက်အရေးအကြီးဆုံးအရာတွေပေါ့နော်ခုနကတော့တို့ရဲ့အရာလေးတွေအခုကလေးတွေကိုကြောင်းတူတူထားတယ်နော်ကြောင်းတကြောင်းထဲမှာသူငယ်တန်းကနေဒီကြောင်းဝင်းထဲမှာပဲဒီအခန်းထဲမှာပဲဒါပေမဲ့နောက်ဆုံးသူရဲ့ရလတ်တွေကမတူဘူးနောက်နှစ်ပေါင်းများစွာဆိုပို့ဆိုးသွားတယ်တချို့တွေကတဝက်မှာပဲကြံခဲတာလေးနော် အခုလေကျမတို့ဖျားချောင်းသွားတာချင်းတူတူဖြစ်တယ်။အိုအခုကျမတို့ခံယူတာချင်းတူတူဖြစ်တယ်။ဒါဗိမဲ့ဒါကိုကိုကိုအတိဆုံးပဲလीနော်။ဒါကျမကြော်ဖြတ်လို့ပြောတာလေ။ကျမကိုကိုကိုစုံမနေတာလीနော်။ဘာဖြစ်လဲဆိုရင် Bible study ထဲမှာဝင်နေ။ဒါပေမဲ့ကိုငေးဒီငေးကိုတွေးဒီတွေးနဲ့ကျမတို့ကုံသွားတာနဲ့ဒီနေ့ငါ့ကိုဖျားဘယ်နှလုံးပေးမလဲ။အာမင်။ကျမခံယူပါတယ်။ ွဲပြသွားမှာကွဲပြသွားမှာပေါ့နော်ဒါဘယ်သူမှမတွေ့ဘူးနော်အာမက်ဆေ့လာပြီဆိုရင်အိုး Facebook ထဲမှာကြီးလိုက်ဒါတော့ဖွင့်ဖွင့်ထားတယ်ကျမလည်းလုပ်ဘူးတယ်လေနော်လူတိုင်းဖွင့်ထားတယ်ဒါကိုကျမတို့ကိုအခုနိုးစော်နေတာပေါ့နော်ဒီလိုလုပ်မှလား ဒါမှမဟုတ်ဒီအချိန်တန်ဖိုးရှိတဲ့အချိန်လေးကိုဖခင်ကရွေးယူခွင့်ပေးတဲ့အချိန်လေးကိုကျမပါဝင်နေရတော့ဂျေစုတင်တဲ့ဗာလေးများပေးမယ်။သူညီတဲ့အရာရရှိတဲ့တီးတဲ့အရာရရှိတဲ့အာမင်ဂျေစုတင်တယ်။မနေ့ကစားတဲ့သမင်းလည်းအရာတာရှိရှိပဲနော်။ ဗိုက်တာမင်အပြည့်ပဲဒီနေ့စားတာလေတူတယ်လေအပြည့်ပဲเนาะအဲ့ဒါကြောင့်မို့တခါတည်းရင်ကြာရင် ကျမတို့ကသူရဲ့အရာတွေကိုလည်းကျမတို့စီကိုဖြည့်နေခြင်းဖြစ်တယ်ရယူနေခြင်းဖြစ်တယ် enjoy ဖြစ်ဖို့လိုတယ်ဘုရားသခင်နဲ့ပေါ့เนาะ95အာအီဒီရဲ့အောက်မှာ94ရဲ့အောက်မှာကိုတွားမယ်ဆိုရင်ယေရှုခရစ်ကိုလက်ခံယုံကြည်ရရှိတဲ့လူတွေကဝိညာဉ်အသက်တက်မွေးထားတဲ့ဖခင်ရဲ့တာဘုရားသခင်ရဲ့တာဖြစ်လာတယ်ဗောနော် လူမျိုးချအတွင်း၌ရှိတဲ့ခရစ်တော်ကိုချစ်တတ်တဲ့လက္ခဏာဒဒုတမီအစ်စ်မကြံခဲ့တော့ချီဆောင်ချင်းခံရတော့သူတွေကသူတို့မှာရှိတဲ့အရေးချင်းပေါ့နော်နှုတ်ကပတ်တော်ဆိုတဲ့အရာကျွန်တော်တို့အမားမားနေလားမန်နေလားကိုကျွန်တော်တို့တိစေတယ်ဟိုဓမ္မန်ရိုက်တယ်လို့ပဲနော်ဓမ္မန်ကရိုက်ပြီးပြီဆိုယောဂါပါရှိတယ်ဆိုတာပြတယ်ဆိုမဲ့ तू ကမကုပေးဘူးနော်ကျမတို့နှုတ်ကပတ်တော်ခံယူခြင်းလဲကျမတို့ကကုံ ထိုင်ယူလိုက်တာနဲ့ကိုပြီးသွားတာမဟုတ်လက်တွေ့မှာပေါ့နော်ယုံကြည်သူအချင်းချင်းကိုတွေ့တဲ့အခါမှာသူ့ရဲ့အထင်းမှာလဲငါအထင်းမှာရှိတဲ့ခရစ်တော်ဂျင်းဝတ်ပါလားဆိုပြီးတော့သူ့အထင်းမှာရှိတဲ့ခရစ်တော်ကိုချစ်တယ်တဲ့နော်ဒီမှာရေးထားတယ်လေအဲ့လိုမိမိရဲ့စိတ်မှ အခြားလူနိုင်ရှိတော့ခရစ်တော်ကိုလည်းကျမတို့ချစ်တယ်အဲ့ဒါအကုန်လုံးကိုပြောပြပြီနော်နောက်တစ်ခါမယုံကြည်သူတဲ့လူတွေကိုကျွန်တော်မချစ်တော့ဘူးလားဆိုမဟုတ်ဘူးတဲ့ သူအแทမှာခရစ်တော်မရှိတဲ့ခါကျော့တနာစရာ ကောင်းပါလားသူငရေသွားရတော့မှာပါလားဘောနော်ဟိုကဲတို့ယိုဖိတ်တော်စစ်မှန်တော်နှလုံးသားနဲ့ကျမတို့သူတို့အတွက်ချစ်ပေးပြီးတော့မှာဘောနော်ကျမတို့စိုးရိမ်ပေးမယ်ဆူတောင်းပြီးဆွဲခေါ်ပေးဖို့ရန်အတွက်ဖခင်အလိုတော်ရှိတယ်ဘောနော်နောက်ထပ်ကြံခဲမဲ့တက်တာပါလဲကျမတို့ရဲ့တက်တာထဲမှာအာ ဂုံပြန်ချင်းရှိနေလားတဲ့ဝါကြွားချင်းရှိနေတာမာနထောင်ချင်းရှင်အိုးအလုံးရှိတယ်နော်ကွဲပြားချင်းအတီးတီးအဲ့ဒီရဲ့အရာတွေကနတ်ဆိုးရဲ့အတီးဖြစ်တယ်တဲ့ဒါတွေကျမတို့ရဲ့တတားထဲမှာရှိနေတယ်ဆိုရင်အပင်တူအကိုင်းတူအယောင်တူတယ်နော်ဒဒန်တူတယ်ဒါမဲ့ဒါကျမတို့တစ်ခါတစ်ခါကြရင်ဒီစုတောင်းရင်တဲမှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်နှုတ်ကပတ်တော်ရဲနားထောင်နေတာတောင်မှလေ ဟိုမနာလိုတဲ့စိတ်ဟာသူ့ကိုကြဖျားခင်ချီးမြှောက်တယ်ဟာငါလို့ပေါ်လာတက်တယ်နော်ဒါကလေတော်မျိုးစေးလာချတာအဲ့ဒီအချိန်မှာဆိုရင်ကျမတို့ဘလို့ဆက်ဆံဖြေရှင်းမလဲဒါမဲ့ကျမတို့ရဲ့အတွေးထဲမှာဖြစ်ပျက်နေတဲ့ရာကျမတို့ရဲ့စိတ်ထဲမှာဖြစ်ပျက်နေတဲ့ရာဖျားမလွဲရင်ဘယ်သူမှမတီကိုရတော့တီတယ်ဗောနော်အဲ့ချိန်မှာကျမတို့ကချစ်ချင်းမဲ့ဒါကိုရက်တန့်ပြီးတော့မှကျမကလေဖျားရဲ့ကျေးဇူးတော်အကြောင်းကျမလှုပ်တယ်လေ ဥမာလူတယောက်အမောင်မထဲမှာပဲဖြစ်ဥမာသားပါတော့မောင်မထဲမှာဖြစ်မလားမနာလို့တော့ဘူးဆိုရင်ကိုကတော်တော်ပေါ်လာတာเนาะမလုတ်อยู่ဘူးမဖန်တီးဘူးပေါ်လာပြီဆိုကျမကိုတော့ကျမသူ့ကိုချစ်တယ်ဖခင်သူ့ကိုတိတ်ချစ်တယ်သူအစပေါင်းများစွာအခုကောင်းကြီးပေးတာတဲ့အစတစ်ထောင်ကောင်းကြီးပေးပါသူ့ဆက်ပြီးစုတောင်းပေးတယ်ကောင်းကြီးအများကြီးပေးတယ်အဲ့ဒါမှကျမရဲ့မနာလို့ချင်းကကြောက်ပါလေเนาะခတ်တော်ရှိကနေကျမတို့စီရယူခြင်းပေါ့ ဒီရဲ့အရာကကျမတို့ရဲ့တက်တာထဲမှာအချိန်တိုင်းနိုင်တိုင်းကတော်မျိုးစည်းတွေလာမယ်လေနော်အဲ့ချိန်မှာသူတပားတွေကိုကောင်းကြီးပေးတယ်ဆိုကိုယ့်ကိုလည်းဘုရားခင်ကောင်းကြီးပေးမယ်တဲ့နော်သူစမ်းတယ်နော်ကျမတို့ကိုကိုယ်ွယ်တဲ့ဘုရားခင်ကအခုတွေ့နေရတဲ့အရာတွေအပင်တူကိုင်းတူအားလုံးဖြစ်တယ်ဆိုမဲ့နောက်ပိုင်းဆိုလို့ရှိရင်နဲ့ဘုရားသခင်ကတိတိတတ်တာထင်ရှားလာတဲ့အခါမှာပွဲပြားသွားမယ်တဲ့အချိန်မှာကျမတို့သိရမလဲဆိုရင်တော့ခြိဆောင်ခြင်းမှာပေါ့နော်အာဗြဟံမှာတားရှိဦးရှိတယ်တဲ့ဒါပေမဲ့ ဲ့အဲ့အဲမှာပေါ့နော်နာမည်တွေအားလုံးရေးထားတယ်ဆိုမဲ့အမွေရတဲ့လူကတယောက်ပဲတဲ့နော် EZ တဲ့ပြီးတော့အဲကျမတို့ကျန်းစာတွေထဲမှာလည်းအများကြီးကျမတို့တွေ့ရသေးတယ်လေနော်အမွေခံအိုးရေရှဲရတာအများရှိတဲ့ထဲမှာနော်ရှမွေလာကိုနိုင်ကဘာတင်လဲထောင်ထောင်မောင်းမောင်းတွေကိုပဲထင်တယ်လေနောက်ဆုံးတော့ဒါဝိတ်လေးဖြစ်နေတာလေနော် ယေရှုခရစ်တော်ရဲ့စိတ်တဘောကိုရတဲ့သူယေရှုခရစ်တော်ရဲ့ကြီးထွားခြင်းချက်ချင်းပမာဏအแทမှာဆိုရင်ကျမတို့ခုနပြောသလိုကျမတို့ကိုယ်ကိုယ်နိုင်ကလှုပ်ဆောင်နိုင်တာမဟုတ်တဲ့အတွက်ဘုရားသခင်ရဲ့ဟိုတောင်းခံခြင်းအာအပြင်ကျမတို့ရဲ့အတ္တထဲမှာဖြစ်ပေါ်လာပြီဆိုရင်တစုံတစ်ခုကျမတို့ကြောင်းရွံ့တော့မယ်ယဉ်ဆိုင်ရတော့မယ်ဆိုလို့ရှိရင်အမားအများကြီးလုံပြီးတော့မှာနော်အမုန်းနေမြိုင်ပွားမြိုင်ပွားပြီးတော့မှာအဲ့ချိန်မှာဆိုရင်ဘုရားသခင်ကအကောင်းဆုံးပို့ဆောင်ပေးမယ်ဥဆောင်ပေးမယ်ဆိုတာယုံကြည်တယ်ဆိုမှကျမတို့ ဖရားနဲ့တွားဖို့ပဲလိုတာပေါ့နောက်ဆုံးကြာမင်္ဂလာဆောင်ဧကံပွဲမှာဆိုရင်ပေါ့နော်ကျမတို့အဖဖရားကတဲ့တားတဲ့မင်္ဂလာဆောင်ညနေခင်းဧကံပွဲကိုပြင်ဆင်လာမင်္ဂလာဧကံပွဲကိုကြောက်ရောက်ကြွားရောက်ပို့ရန်အတွက်ပေါ့နော်မင်းကြီးကအစီပါးတွေကိုစီလွတ်ပြီးတော့မှဖိတ်ခေါ်တဲ့အခါမှာဖိတ်ခေါ်ခံရတဲ့သူများစွာရှိတော်လေတဲ့နော်ကြွေးချက်ခံရတဲ့လူကနဲတယ်ပဲခုနပြောလို့သတို့သမီးတွေများစွာရှိတယ်လीเนาะခြေဆောင်ခံရတဲ့သူတွေကနဲမှဖြစ်တယ် အဲ့ဒီရဲ့ယေရှုခရစ်တော်ကိုလက်ခံယုံကြည်တဲ့သူတွေကတော့အပြစ်ကနေလွတ်ငင်းချမ်းသာရုံမကဘူးပေါ့နော်ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဝတ်လုံးဗန်းချုံချင်းခံရတယ်ကျမတို့ယုံကြည်သူဆိုလို့ရှိရင်တော့ယေရှုခရစ်တော်အားဖြင့်အလျှောက်စီတိုင်းရဲ့အတ္တကဒီဖြောင့်မတ်ခြင်းဝတ်လုံးဆိုတာရရှိပြီးတာဖြစ်တယ်ခရစ်တော်ကိုယုံကြည်တာနဲ့ဒါပေမဲ့ရွေးခံအဲ့ဒီအဲအထဲကနေပြီးတော့မှ မင်္ဂလာဆောင်ပွဲဝင်ရတဲ့လူကမင်္ဂလာဝတ်စုံလို့ခေါ်တဲ့အာဖြောင့်မတ်ခြင်းဝတ်လုံအပြင်မင်္ဂလာဝတ်စုံကိုဝတ်ဝတ်ဆင်ထားတဲ့လူပေါ့နော်အခုလောလောဆယ်မှာဖျားသခင်ကကျမတို့ကိုပြင်ဆင်ပေးနေတယ်အခုတို့ကျမတို့ကိုရယူပေးနေတဲ့ဆိုမှာကျမတို့ရဲ့တတထဲမှာဘယ်အရာတွေကမကောင်းတဲ့အရာတွေရှိတယ်လဲ။အိုးဝိညာဉ်တော်နဲ့တက်ဆိုင်တဲ့အရာတွေဘယ်အရာရှိတယ်။ကျမတို့လီစုတခြင်းတပုတ်ရှိတယ်နော်။ကျမအရင်လည်းကြိုက်တယ်အမေတို့လည်းကြိုက်တယ်ဗာလဲဆိုတော့ ဖះကအရန်လိုအပ်တယ်တဲ့ဒါပေမဲ့အခုလိုက်လျှောက်ပြီးခဏနေမှာသွားတယ်ဗောကိုတော်ရဲ့တဲ့အဲ့တော့ကြောင့်မို့လိုအပ်တယ်နော်တဲ့ကျမတို့ရဲ့တက်တံမာကအခုအသက်ရှင်နေတဲ့ဖះခင်ပေးတဲ့အချိန်တိုင်းဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာဗောနော်မာတတ်တဲ့ကျမတို့ကိုချစ်တယ်ဖះမာတတ်တဲ့ဖះကိုဖះဖះကကျမတို့ကိုလေ တိုင်းမကြိုးစားနဲ့ငါလှုပ်ဆောင်ပေးမယ်ဆိုတဲ့အခါမှာခရစ်တော်ရဲ့အထဲမှာပေါ့နော်ကျမတို့ယုံကြည်စွာအားဖြင့်သူ့ကိုအယယာမှာကျမတို့သူ့ကိုပဲပြင်ဆင်ခံခွင့်ပေးတယ်ဆိုလို့ရှိရင်ကျမတို့တနေ့ကျရင်အာအရေးတွန့်ချင်းနဲ့အာအရေးတွန့်ချင်းပေါ့နော်အပြစ်အနာစာခင်းစင်ချင်းနဲ့သူမင်္ဂလာဝတ်ဆောင်နဲ့အတူကျမတို့အာတွာလာဖို့ရန်အတွက်ပေါ့နော်ဘုရားသခင်ကျမတို့ကိုဆွဲခေါ်ပေးနေတယ်အရောက်စီတိုင်းကို Que é quem cão de pigazê. Amém.